တော့ဆိုမယ်ရတာပေါ့ကွာကျွန်တော်က van ကရှင်းပြကျွန်တော်သူများတွေကတော့ကျွန်တော် character မရွေးဘူးเนาะကျွန်တော်ကျွန်တော်တွေ့ပဲပြောတာပါကျွန်တော်တော့ van ကိုအရင် van v လိန်ဘက်ကိုကျွန်တော်မရိုက်ပါဘူးအဲ့ဒါတော့ကျွန်တော်လုံးဝမရိုက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှလည်းဟိုအမှုပညာဆိုရင်လူတိုင်းကလုံးဝမယ်လို့ပြောကြရကြာကျွန်တော်လည်းသိခဲ့ဘူးရပါတယ်ဒါပေမဲ့ကျွန်တော်မှကျတော့အဲတားလေးတယောက်ရှိတယ် ဟိုသူတို့ပြန်ကြည့်လဲကျွန်တော်သူသူ့ဖေးရတာကြီးလုံနေဆိုလဲကျွန်တော်မကြိုက်ဘူးလေဗျာငွေစင်ဟဲကိုအောင်မင်းတို့မပြန်သေးဘဲနဲ့ဘသူ့ကိုစောင့်နေကြရလဲအထဲထဲမှာလာမဲလဲလေစူတော်မကြဘူးလားငါလာမဲပြိတဲ့မှာမဟုတ်လားအနင်းပြိတဲ့အဲ့လိုဆိုကျွန်တော်တားရှင်းလာလဲကျွန်တော်မျက်နှာမပြရဲတဲ့ဟာမျိုးလည်းဖြစ်မှကြောက်လို့ပါ။အနုပညာကတော့အကုန်လုံးလောက်ကြပါရဲ့နော်။ကျွန်တော်အဲ့အတွက်ပဲကျွန်တော်ပြောတာ။ ဘူးဆရာတော့ဟာဥတင်တန်းဘောနော်အဲ့ဒါတော့ကျွန်တော်က35အစင်းနေပါဘူးနော်35ဒီဆလန်းတွေရိုက်ဖို့အတွက်35မှာစာအုပ်ချုပ်ထားပြီးတော့အဲ့ရနေစပြီးတော့အမှုပညာလုပ်ငန်းကိုစတင်ခဲ့တာပါနော်ဟိုကြာပါပြီဆလန်းတွေစရိုက်တာပါ35ကတော့ကျွန်တော်တို့ကကျွန်တော်ကမျိုးရိုးမရှိဘူးမျိုးမရှိတော့တို့ဖောင်ခေါ်တဲ့ချိန်မှာကျွန်တော်ဝင်ပြန်ရတာပေါ့နော်တို့ဇလန်းတွဲတွေရိုက်မယ်ဘယ်သူမှမင်းသားမရှိဘူးပေါ့နော်အားလုံးကအကုန်လုံးကဇက်ဆောင်တွေပဲဆိုပြီးတော့တို့ခေါ်တယ် အဲကျွန်တော်တို့တရုတ်ဆောင်သင်တန်းလည်းပေးတယ်ပြီးတော့လဆာလည်းပေးတယ်အဲအဲ့မှာပေါ့ဟိုကျွန်တော်လူရင်းပြိုင်ကြတော့အဲ့မှာပါသွားတာပါပါပြီးတော့အဲ့မှာဘယ်နှကန်းရခဲ့လဲဘယ်နှစ်လောက်လဲအဲ့မှာ9နှစ်ပဲဗျာစာချုပ်တက်တန်းတော့9နှစ်ဇလန်းတွဲကြီးကတော့အများကြီးရိုက်တယ်ရိုက်တဲ့ထက်မှာကျွန်တော်တို့ပြနိုင်တာဆိုတာကျွန်တော်တို့အဲ့အိမ်မှာစိုးမမလို့ခင်ဆိုတော့ကိုရီးယားမင်းသမီးကိုခေါ်ပြီးရိုက်တာပေါ့နော်အဲ့ဒီမှာဒရိုက်တာတော့ဆရာဦးတင်တန်းဦးပေါ့နော်အခုတော့မရှိတော့ပါဘူးအဲ့ကျွန်တော်တို့ရဲ့လက်ဦးဆရာပေါ့အဲ့မှာဇလန်းတွဲစရိုက်တာ စာရေးပူတာ။အဲ့ဒီနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ကျတော့အားလုံးကဇက်ဆောင်တွေပဲဆိုတော့တို့ရှိရဇက်ဇလန်တွဲတွေကိုလည်းပါဝင်သေးုပ်ဆောင်ရတယ်။ဒါပေမဲ့ပြခဲ့တာကျတော့အဲ့အိမ်မဆုံးမမနှုတ်ခင်ဆိုတဲ့ဟာတခုပဲပြခဲ့ပါတော့။ဒါပေမဲ့ကျွန်တော်တို့ကျတော့အဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်တငယ်ချင်းတယောက်ရှိရဲအဲ့ဒါတော့တက်ဥကိုဆိုရှိရဲတက်ဥကတော့ကျွန်တော်ဟိုအပြင်လောကကိုခေါ်ထုတ်ပြီးသွားပါတော့သူကတော့အဲ့ magician နဲ့မိတ်ဆက်ပြီးပြီးတော့ကျွန်တော်တို့မိုးညအိမ်မဲ့ဖြူဆိုတဲ့ရုပ်ရှင်ကားကြီးမှာပထမဦးဆုံးအပြင်ရုပ်ရှင်ကားကြီးစရိုက်ဖြစ်တာပါ အခုအနုပညာလှူရှားမှုကကျွန်တော်လောလောဆယ်ဆိုရင်တော့ကျွန်တော်ပါထားတဲ့ကားဆိုတိန်ပီကြီးမှာပါတယ်အေဂျင့်မောင်အခုလည်းသူတို့တော်တော်ပောက်ပါတယ်ပေါ့နော်အေဂျင့်မောင်နဲ့တငယ်ချင်းပေါ့နော်အဲ့ဒါအဲ့ဒါလေးတိန်ပီကြီးရှိမယ်ပြီးတော့နောက်ကကျွန်တော်နေရာတော်တော်ကောင်းပါတယ်အဲ့ဒါတော့နှောင်ကျိုးဝိုင်းဆိုတာရှိမယ်အဲ့ဒါတော့ထူးဆန်းတယ် quality ကားတကားပေါ့နော်ဒီ low weight low weight ကားပေါ့နော်အဲ့ဒါလေးကဟိုတနေ့ကကျွန်တော် poster shooting လေးရိုက်ထားတယ်အဲ့ကားမကြခင်ယုံတင်တော့မှာပါအဲ့ကားကြိုင်လဲလာကြည့်ပေးပါဦးခင်ဗျာအဲ့ကားမှမိုက်တယ် ကျွန်တော်က van ကရှင်းပြကျွန်တော်သူများတွေကတော့ကျွန်တော် character မရွေးဘူးเนาะကျွန်တော်ကျွန်တော်တွေ့ပဲပြောတာပါကျွန်တော်တော့ van ကိုအရင် van v လိန်ဘက်ကိုကျွန်တော်မရိုက်ပါဘူးအဲ့ဒါတော့ကျွန်တော်လုံးဝမရိုက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာလည်းဟိုအမှုပညာဆိုရင်လူတိုင်းကလုံးဝမယ်လို့ပြောကြရကြာကျွန်တော်လည်းသိခဲ့ဘူးတာပဲဒါပေမဲ့ကျွန်တော်မှာကျတော့အဲတားလေးတယောက်ရှိတယ်အဲဟိုသူပြန်ကြည့်လဲကျွန်တော်သူ့သူ့ဖေးရတာကြီးလုံနေဆိုလဲကျွန်တော်မကြိုက်ဘူးလေဗျာအဲ့လိုကျွန်တော်တားရှင်းလာလဲကျွန်တော် မျက်နှာမပြရတဲ့ဟာမျိုးလည်းဖြစ်မှာကြောက်လို့ပါအနုပညာကတော့အကုန်လုံးလောက်ကြပါရဲ့နော်ကျွန်တော်အတွက်ပဲကျွန်တော်ပြောတာကျွန်တော်ကဟိုကျွန်တော်နဲ့ life factor တွေလည်းအများကြီးရှိပါရဲ့နော် villain မှမဟုတ်ဘူး van မှမဟုတ်ပါဘူးအနုပညာမှာကျွန်တော်ပေးနိုင်တဲ့တော်ဝင်ပေးလို့ရတဲ့အခန်းကဏ္ဍတွေအများကြီးရှိတယ်အဲ့အဲ့ဒီအပိုင်းတော့ villain van တော့ကျွန်တော်မရိုက်ပါဘူးခင်ဗျာ